ရေရမီအနာကတိကျမ်းအခန်းကြီး6အငယ်1မှ30။အိုးဘိယမီအမျိုးသားတို့ယေရုရှလင်မြို့တဲကထွက်၍လွတ်အောင်ပြေးကြလော။တေကောရွာ၌တဘိုးမှုန့်ကြလော ဘေးတက်ကရင်ရွာ၌မိရှုကိုမြောက်၍ပြကြလောအကြောင်းမူကားဘေးဥပတ်ဒီဟုသောကြီးစွာသောပျက်စီးခြင်းအကြောင်းအရာသည်မြောက်မျက်နာကပေါ်လာ၏အစင်းလှ၍နူးညံ့တိမ်မွေ့သောသူဒီဟုသောဇီးအောင်တို့သမီးကိုငါဖျက်ဆီးမိတိုးထိန်တို့သည်တိုးစုများပါလျက် သူထံသို့လာ၍သူတစ်ဖက်ပတ်လည်၌တဲဆောက်၍အတီးအတီးမိမိတို့နေရာမှာကြက်စားကြလိမ့်မည် သူ့ကိုစစ်တိုက်ခြင်းငါပြင်ကြလော ထကြမုန်းတဲ့အချိန်၌တက်သွားကြကုန်အံငါတို့၌ခက်လာ၏မုန်းလွှဲပြီး မိုးချုပ်လီပြီးထကြညအခါတက်သွား၍သူ၏ဘုံဗိမာန်တို့ကိုဖျက်ဆီးကြကုန်အံဟုဆိုကြလိမ့်မည်ကောင်းကင်ဘူးကြီးအရှင်ကောင်းကင်ဘူးကြီးအရှင်သာရဘုရားမိန့်တော်မူသည်က တစ်ပင်တို့ကိုခုတ်လှဲကြလောယေရုရှလင်မြို့တစ်ဖက်၌မြေရိုးကိုဖို့ကြလောဤမြို့သည် ဆုံးမစရာကောင်းသောမြို့ဖြစ်၏မြို့ထဲ၌ညင်းဆဲခြင်းတက်တက်ရှိ၏စမ်းရီပောက်ဝမှရေသည်စီးထွက်သကဲ့သို့ထိုမြို့သည်ဒရုစီယိုက်ကိုထွက်စေတတ်၏မြို့ထဲ၌လူယူဖြက်စီးခြင်းအတန်ကိုကြားရ၏အနာများနှင့်ဒဏ်ချက်ရာများကို အစဉ်ငံမြင်ရ၏အိုယေရုရှလင်မြို့ဆုံးမခြင်းကိုခံလော့ သို့မဟုတ်တင့်ကိုငါယွန်ရှာမိတင့်ကိုပယ်ရှင်း၍လူစိတ်ဉဏ်ရာအရက်ဖြစ်စေမိကောင်းငင်ဘုရားအရှင်သာရဖျားမိန့်တော်မူသည်ကစပြစ်နယ်ပင်၌အကျံအကျွင်းကို လိုက်၍စွတ်တကဲ့သို့ထိုသူတို့သည်ဣတရီလ၌ကြံကျွင်းသောအရာကို လိုက်၍အကုန်အစင်စွတ်ကြလိမ့်မည်။စပြစ်သည်စွတ်တော်သူကဲ့သို့တင်ဤလက်ကိုချင်းနှောင်းထဲသို့တဖန်သွင်းအောင်လော သူတို့သည် နားထောင်မိအကြောင်းအဘဲသူကိုငါပြော၍တတိပေးရမည်နီသူတို့နားသည်အေးပြားလှီးခြင်းကို မခံသောနားဖြစ်၍သူတို့သည် နားမထောင်နိုင်ကြထာဝရပြား၏နှုတ်ကပတ်တော်သည် သူတို့ကဲ့ရင်စရာဖြစ်၏ထိုနှုတ်ကပတ်တော်ကိုမနှစ်သက်ကြ ထို့ကြောင့်ငါသည်ထာဝရပြား၏အမျက်တော်နှင့်ပြေဝ၏ အောင့်ဝေမနေနိုင်လမ်း၌ရှိသောသူငယ်များနှင့် စုဝေးသော လူပြိုများအပေါ်သို့အမျက်တော်ကိုငါတွန်းလောင်းမည်လင်မယားအစုံကို၎င်းအသက်ကြီးသောသူနှင့်အိုလွန်းသောသူကို၎င်းတိန်သွားမည်သူတို့အိမ်နှင့်တကွလေယာမိမတို့သည် သူတပားလက်သို့ရောက်ကြလိမ့်မည် အကြောင်းမူကားပြည်သူပြည်သားတို့ကိုငါဒဏ်ခတ်မည်ဟုထာဝရဘုရားမိန့်တော်မူ၏အငယ်ဆုံးသောသူမှစ၍အကြီးဆုံးသောသူအပေါင်းတို့သည်မတရားသောစီးပွားကိုရှာကြ၏ပရောဖက်မှစ၍ယစ်ပရောဟိတ်ရှိသမျှတို့သည်မူတာကိုတုံးကြ၏ချမ်းသာမရှိသောအခါချမ်းသာချမ်းသာဟုပြောဆိုလျက်ငါဤလူမျိုးတို့သည်သမီးအနာကိုပေါ့လျော့စွာကုကြ၏ သူတို့သည်ယွန်းရှာပွေသောအမှုကိုပြုပြီးမှ ရှက်ကြသလိုအလင်းမရှက်ကြမျက်နာမပြတ်တတ်ကြထို့ကြောင့်တယောက်နောက်တယောက်လဲကြလိမ့်မည်ငါစစ်ကြောသောအခါနှိမ့်ချခြင်းသို့ရောက်ကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏ထာဝရဘုရားမိန့်တော်မူသည်ကလမ်းနာမှာရက်၍ကြည့်ရှုကြလောရှေးလမ်းဟောင်းတို့ကိုရှာဖွေလျက်ကောင်းသောလမ်းသည်အဘယ်မှာရှိသနည်းဟုမေးမြန်း၍ထိုလမ်းသို့လိုက်ကြလော တို့ပြုလင်စိတ်နှလုံးတက်တာကြလိမ့်မည်တို့ရာတွင်ငါတို့သည်မလိုက်ဟုပြန်ပြောကြ၏ငါကလည်းတဘိုးမှုတံကိုနားထောင်ကြလောဟုဆိုလျက်သူတို့အပေါ်၌ကင်းဆောင်တို့ကိုခန့်ထားသောအခါငါတို့သည် နားမထောင်ဟုပြန်ပြောကြ၏တို့ဖြစ်၍အိုတဘာအမျိုးသားတို့နားထောင်ကြလောတဘာအမျိုးသားတို့တွင် ရှိနေသော ပရိသတ်တို့တိမှတ်ကြလောအိုမြေကြီးသားတို့နားထောင်ကြလော ဤလူမျိုးသည်ငါစကားကိုနားမထောင်ငါတရားကိုလည်းညင်းပယ်သောကြောင့်သူတို့အလိုအလျောက်ကြံ့စီခြင်းအကျိုးအပြစ်ဒီဟုသော ကြီးစွာသောဘေးဥပက္ကိုသူတို့အပေါ်သို့ငါတက်ရောက်စေမည်။ရှေဘပြည်မှလောဘံကို၎င်းဝေးသောပြည်မှမှွေးသောကြံကို၎င်းအဘယ်ကြောင့်ငါထံသို့ဆောင်ခဲ့သနည်းသင်တို့မိရှုရာရစ်တို့ကိုငါအလိုမရှိပူဇော်သောရစ်အမျိုးမျိုးကိုငါမနှစ်သက် ထို့အကြောင်းကြောင့်ထာဝရဘုရားမိန်တော်မူသည်ကထိမိ၍လဲเสียတို့ကိုဤလူမျိုးရှိမှငါထားမည်အဘနှင့်သားတို့သည် ထိမိ၍လဲကြလိမ့်မည်အိမ်နီးချင်းနှင့်အဆွေခင်မွန်းတို့သည်အတူပြက်စီကြလိမ့်မည်ထာဝရဘုရားမိန်တော်မူသည်ကလူမျိုးတစ်မျိုးသည်မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်ကြီးစွာသောလူမျိုးကို မြေကြီးဆွမှငါနှိုးစော်မည်လေးနှင့်လှံတို့ကိုလက်ဆွဲကြ၏ ကြမ်းကြုတ်သောအမျိုးဖြစ်၍တနာချင်းကရုဏာမရှိသူတို့စကားတန်သည်သမုတ်တရားမြည်တဲ့ကဲ့သို့ဟုံးတက်၏အိုးစည်းအောင်သူတို့သမီးစစ်သူရဲ့ကဲ့သို့တက်ခင်းခြင်းလျက် မြင်းစည်း၍တင်ရှိရာသို့ခြီလာကြလိမ့်မည်ထိုတည်င်းကိုငါတို့သည်ကြား၍လက်အာယိုကြ၏ဒုက္ခဆင်းရဲကို၎င်းတားဖွာသောမိမခံရတဲ့ကဲ့သို့ပြင်းစွာသောဝေဒနာကို၎င်းခံရကြ၏ တောသို့မထွက်ကြနှင့်လမ်းမှာမသွားကြနှင့် ရန်သူ၌ဓာပါ၏အရရ၌ဘေးရှိ၏။အိုးငါဤလူမျိုးတို့သည်ရှော့တေအဝတ်ကိုဝတ်စည်း၍ပြာ၌လူးလဲလောတယောက်ဒီသောသားတေဒီကိုငိုကြွေးတကဲ့သို့ငိုကြွေး၍ပြင်းစွာမြည်တမ်းလော လူอยู่ဖြတ်စည်းသောသူသည်ငါတို့ကိုချက်ချင်းတိုက်လိမ့်မည်။ င်သည်ငါ၏လူမျိုးကျင့်သောအကျင့်ဒလေတို့ကိုစစ်၍တိမိအကြောင်းစစ်တော်သူအရာ၌ရဲတိုက်ကဲ့သို့တင့်ကိုငါခန့်ထား၏ထို့သူအပေါင်းတို့သည် အလွန်ဖောက်ပြန်တော်သူဂုံးတိုက်တတ်တော်သူဖြစ်ကြ၏ကျေးဝါနှင့်တန်တတ်သက်ဖြက်စည်းတတ်သောအရာတတ်သက်ဖြစ်ကြ၏ဖိုးကိုမီးလောင်ပြီးခဲလဲကုန်ပြီးစစ်တော်သူသည်မှုတ်၍အချိုးကိုမရညံ့သောအရာကိုမထုတ်မပယ်နိုင် ထိုသူတို့ကိုပယ်သောငွေဟူ၍ခေါ်ရမည်။ထာဝရဘုရားသည်ပယ်တော်မူ၏။အာမင်။ God bless you.